တော်မြုပ်တယ်လို့ပြောတယ်အဲတော်မြုပ်တဲ့အခါမှာအဲခလေးရဲ့ဝိညာဉ်ကိုဖရာကိုအလာဖရာတကယ်ဒီဝိညာဉ်ကိုဒီခလေးသေးတဲ့ဝိညာဉ်ကိုကိုတော်လက်ဝဲအပ်ပါတယ်ကောင်းကင်တမန်ကောင်းကင်ကို ခေါ်သွားပြီးပါဆုတောင်းသလား ဲအော်ဆရာတယောက်ဆုတောင်းပေးဟုတ်တယ်ဆရာဆရာတယောက်နင်းချင်းကဆရာတယောက်ခေါ်ဆုတောင်းပေးတယ်အာအဲဆုတောင်းပြီးတော့အဲကလေးဝိညာဉ်ကောင်းကင်ဘုံရောက်လာနင်တို့အိမ်မှာပဲလားအဲကလေးရဲ့ဝိညာဉ်ကမတည်ဘူးဆရာအဲ့ဒါနင်တို့ကမေးနေတဲ့မေးခွန်းကအလကားမေးတာမဟုတ် အဲ့ဒီခလေးဖြက်ချတာတို့ခလေးပြက်ကြတာတို့ခလေးသေးတာတို့ဟာအဲ့ဒီခလေးဝိညာဉ်ဟာ အိမ်ပါပဲရှိတယ်နော်အဲ့ဒီခလေးကခလေးဝိညာဉ်ကအိမ်ပါပဲရှိတယ်အဲ့သားကြောက်ကလေးတွေမွေးတယ်ဆိုတာလဲအဲ့လိုပဲအဲ့ဒီဝိညာဉ်ကအိမ်ပါပဲရှိတယ်နင်တို့တည်တည်ချာဆူတောင်းပြီးဖះကိုအတ်တလားနော်ခလေးတယောက်ကတရက်ပြိတ္တိတဲတဲ့တရက်ကလေးကဝိညာဉ်ကရှိနေပြီ အဲ့ဒီသေးတဲ့ကလေးကိုဟိုခွေးကလေးကြောင်ကလေးမြုပ်တယ်လို့သွားမြုပ်လို့မရဘူးတေးသေးချာချာဆုတောင်းပြီးတော့ဖះကိုအပ်ပြီးတော့ကောင်းကင်တမန်ဒီကလေးဝိညာဉ်ကိုခေါ်သွားပေးပါအဲ့တုံသင်ချက်လည်းရှိမှာမဟုတ်ဘူးဘာမှလည်းသိမှာမဟုတ်ဘူးအဲ့ဒီကလေးတွေကအပြစ်မရှိဘူးအပြစ်သားဆိုပေမဲ့လို့ယေရှုကိုယုံတာလည်းမဟုတ်ဘူးမယုံတာလည်းမဟုတ်ဘူးသူတို့ကမယုံကြည်ခြင်းအပြစ်သူတို့မှာမရှိဘူး ဒီနှစ်နှစ်၃နှစ်၄နှစ်အတွင်းမှာတည်တဲ့ကလေးတွေကအကုန်လုံးကောင်းကင်ဘုံရောက်မှအဲ့ဒါကိုဘာမှမသိဘဲနဲ့တခါတည်းကလေးပြက်ကြရင်လည်းတခါတည်းသွားပြီးတော့အခုနဲ့လုံပြီးတော့သွားမြုပ်လိုက်တာပဲအဲ့ဒီကလေးဝိညာဉ်ကအိမ်မှာပဲရှိပြီးတဲ့အခါကအဲ့ဒီအဲ့ဒီဝိညာဉ်ကနောက်ကလေးတွေနဲ့အတူပြန်ကြီးပြီးတဲ့အခါအဲ့မှာရှင်နေတဲ့ကလေးတွေရံဖြစ်အဖေအမေတွေကရံဖြစ်အိမ်ကမငြိမ်မသက်ဖြစ် အဲ့ဓာရီကခလေးပြက်ကြတာတို့ခလေးဖြက်ကြတာတို့ခလေးသေးတာတို့ရဲ့ဝိညာဉ်တွေရှိတဲ့အိမ်ကပျော်ရွှင်မှုမရှိဘူးအဲ့ဒါကိုကိုွန်ချတောင်းပန်ပြီးတော့ဘုရားသခင်ကို အနာရမယ်အဲ့ဒါသွန်သင်ချက်မရှိဘူးနင်တို့မိယိုဖလာထုံးမှုစင်လာခရိယန်နေမှာနော်အဲကြောင့်ငါမေးနေတာနင်တို့အဲ့ခလေးကနင်ပြိတ္တရီရှိတော့ဖျက်ချသလား ပြက်ကြသလားဆိုတော့မဖြက်ဘူးပြက်မမဖြက်ဘူးအဲ့ဒါဆိုမွေးပြီးမှသေတယ်ဆိုရင်အဲ့ဒီဝိညာဉ်အဲ့ဒီသေတဲ့ဟာကိုဘယ်လိုလုပ်တလဲသေသေးချာဆုတောင်းပြီးတော့မြုပ်သလားအာမင်းနေတာအကြောင်းရှိတယ်အဲ့ဒီဝိညာဉ်တွေကအိမ်မှာပဲရှိတယ်နော်ဒါကြောင့်မွေးရင်လည်းအဲ့လိုပဲအဲ့ဒီဝိညာဉ်ကအိမ်မှာပဲရှိတယ်မိသားစုတွေကိုပြန်နှောက်ရှက်တယ်ပြောရွှင်ตายရတော့အိမ်မဖြစ်နိုင်ဘူး အဲ့ဒါကြောင့်မလို့အဲ့ဒါကို deliverance လွတ်မြောက်ခြင်းတန့်ရှင်းခြင်းကိုဆုတောင်းရတဲ့အဲ့ဒါကိုပြောခြင်းလို့မေးတာလိပ်ပတ်ကမလဲဘူးဖြစ်နေတာငဲရသွားပြီးဝက်ကလေးခွေးကလေးသေတယ်လို့သွားမြုပ်တော့အဲ့ဒီကလေးဝိညာဉ်ကနေအိမ်မှာပဲရှိမှာပေါ့ Okay sir Okay sir အဲ့ဒီကလေးနာမည်ပေး နာမည်ပေးပြီးတော့အဲဖရာစီကိုအားရတာနော်အဲဒါပထမဦးဆုံးမွေးတဲ့သားကိုယောဟန်လို့ပေးအခုဆုတောင်းမယ်အဲ့ဒီကလေးကိုနာမည်ဆရာနာမည်ကဘယ်လိုပေးထားလဲနာမည်ချင်းလို့မေ့ထားတယ်ဟမ်ဘယ်လိုမဲ့လဲနာမည်ဆိုချင်းလို့မေ့ထား စောဆိုင်နဲတတော်ခင့်မိပါလားကလေးကအခုပဲမွေးပြီးအခုပဲသေပြီးအခုပဲမြုပ်တယ်စောဆိုင်လို့ကသွားမှဲ့လိုက်သေးတယ်အဲကလေးကဘယ်နှစ်ရရှိလို့လဲဟယ်လိုမွေးပြီးဘယ်နှစ်ရအသက်ရှင်လို့စောဆိုင်လို့မြေထားချင်စောဆိုင်လို့စောဆိုင်လို့မှဲ့တယ်ဆိုရင်အဲမွေးစရင်ရှိလားသောဆိုင်နာမည်နဲ့မွေးစရင်ရှိလား ကလေးကမွေးတာလေမရှိဘူးဆရာမွေးမွေးချင်းသေးတယ်မွေးမွေးချင်းသေးတာကိုနမယမှဲ့လိုက်သေးတယ်ဘာလဲမဟိုမမွေးခင်ကလေးကမှဲ့ထားတာလားဇော်ဆိုင်ဆိုတဲ့နမယနော်အဲ့ဒီဇော်ဆိုင်ဆိုတဲ့နမယမမွေးခင်လေးကမှဲ့တာလားမွေးပြီးသေတော့မှပေးတဲ့နမယလားမွေးပြီးတဲ့နောက်မွေးပြီးတဲ့နောက်မွေးပြီးနောက်မွေးပြီးနောက်မှာဆရာ ငွေပြီးနောက်တော့ဘယ်နှစ်ရက်ရှင်သေးလဲအသက်ဘယ်နှစ်ငွေရင်ဒီမှာအဲ့လိုမျိုးပဲအဲ့လိုမျိုးဖြစ်မရှင်ပဲဖြစ်ငွေပြီးဘယ်နှစ်ရက်အသက်ရှင်ငွေနဲ့အဲ့လိုဖြစ်တော့ကြဟမ်အာနေနေမေးရတာလေမွေးမွေးချင်းသေတယ်ပြောလိုက် မွေးပြီးတနည်းကြမှာသေးတယ်ပြောလိုက်ရှေ့စကားနဲ့နောက်စကားကလည်းမင်းဟမ်အဲ့ဒီနေ့မှာပဲအသေးလေးမွေးလာတယ်မဟုတ်လားပင်ရှင်အဲ့ဟမ်အဲ့ကလေးကအသေးလေးမွေးလာတာအပြင်မှာ ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေသေးလားမွေးမွေးချင်းအဲ့လိုဖြစ်တာ မုံမူချင်းအဲ့လိုဖြစ်တယ်ဆိုတာဘယ်လိုအဲ့လိုဖြစ်လဲမုံမူချင်းအဲ့လိုဖြစ်တယ်ဆိုတာဘာကိုပြောတာလဲဟမ်ဖြစ်ရတယ်မုံမူချင်းဆုံးတော့အသေးလေးမွေးလာတာလားအသေးကလေးမွေးလာတာလားအကျင်ဘက်မှာဖုတ်လိုက်ဖုတ်လိုက်နဲ့အသက်ရှူပြီးတော့မှသေတာလားပမာစကားလည်းနားမလည်ဘူးအပြင်မပြောတဲ့ပုံစံ ရေမွန်းရေမွန်းဒီမှာခြုံနေဘောလို့ဖြစ်သွားရစရာအေးလေရေမွန်းပြီးတော့ရေမွန်းပြီးထွက်လာပါပဲသေသေးလေရေမွန်းပြီးတော့ပဲသေသေးအသက်မပါပဲသေသေးအပြင်မှာထွက်ပြီးဖုတ်လိုက်ဖုတ်လိုက်နာယူဝတ္တနာယီကြမသေသေးသေတဲ့ကလေးဝိညာဉ်ဟာရှိတယ်အဲ့ဒီကလေးဝိညာဉ်ကိုနင်တို့ဘယ်လိုလုပ်သလဲနင်တို့သင်းအုပ်ဆရာတွေဘယ်လိုလုပ်ပေးသလဲ အဲ့ဒီခလေးသေးတဲ့အိမ်တွေမှာခလေးဖြတ်ကြတဲ့အိမ်တွေမှာဝိညာဉ်ရှိတယ်ဆိုတာသိသလားအဲ့ဒါကငါပြောနေတာအဲ့ဒါကငါမေးနေတာအဲ့ဒါကနင်တို့အဲ့ဒီဝိညာဉ်အကြောင်းနားမလဲဘဲနဲ့ခွေးကလေးကြောင်ကလေးသေးတယ်လို့ဝက်ကလေးသေးတယ်လို့သွားပြီးတော့မြှုပ်လို့မရဘူးသေချာဆုတောင်းပြီးဖရားလက်ကို အနှံရတယ်နာမည်ပေးရတယ်နာမည်ပေးတယ်ဆိုတော့ဘလန်ပါလဲနေပြောတာစောဆိုင်ဟဲ့လားဟုတ်တယ် အဲ့ဘသူပေးတာလဲဇော်ဆိုင်လို့အဲ့နာမည်ဘသူပေးလဲအမေချင်းလဲသေးတဲ့လူကနာမည်ပေးသေးတယ်နေအမေတော်တော်ခင်မိတယ်ပေးနေတဲ့ကလေးကိုနာမည်ပေးတာငါတခါမှမတွေ့ဘူးဘူးခရိယံလောကမှာသေးတဲ့ကလေးမွေးလာပြီးသေးတဲ့ကလေးသွားမြုပ်လိုက်တာပဲတွေ့တယ်အဲ့ကလေးနာမည်ပေးတာတွေပါရင်ငါတခါမှမကြဘူးနေအမေကြမှာသေးတဲ့ကလေးနာမည်ပေးတယ်ဆိုတာဒါနည်းနည်းတော့အဆင်တော့မဟုတ်ဘူးနော် ဒါဝိညာဉ်အဆင့်တော့ရှိတာပဲဇောဆိုင်ဆိုရယောက်ျားလေးပေါ့ဒီလိုအေးပေးခြင်းနဲ့ message ကိုလည်းဒီလိုမရဘူး။ငါပြောချင်တာကအဲ့ဒါနေဇောဆိုင်ဆိုတဲ့နာမည်ကကချင်နာမည်နေပေးရမယ့်နာမည်ကစန်းစာတဲ့နာမည်ပေးရမှာသေသွားတဲ့ကလေးကို။ ကျမ်းစာရဲ့နာမည်ပေးရမယ်ပေတရူယောဟန်ယာကုပ်ဖိလိပုအဲဒီကျမ်းစာထဲမှာအာဗရာဟံအိဇက်မောရှေအာယုံယောရှုကာလက်အင်းတို့ကျမ်းစာရဲ့နာမည်တွေပေးရမှမသိဘူးဟောကလေးကသေနေပြီဝိညာဉ်ရှိမှလည်းမသိဘူးနာမည်လေးကပေးရမှသိတယ်ဆိုတော့မဆိုးပါဘူးအားမယုံဘူးနေလို့ပြောကြင်အရှောက်ပြောသေးတဲ့လူကလေးနာမည်ပေးတယ်ဆိုတာ တကားမကြုံဘူးအဲရှိတယ်ဆိုရင်တော့နင့်မဆိုးဘူးအဲ့ဆန်နာမည်ပေးလဲကျန်းစာနာမည်မဟုတ်ဘူးနင်တို့မဆုတောင်းရင်လည်းအဲ့ဝိညာဉ်ကကောင်းကင်ဘုံကောင်းကင်တမန်ကခေါ်သွားမှလည်းမဟုတ်ဘူးအဲ့နင်တို့မိသားစုကပဲနောက်ရှက်ပြီးအဲ့မိသားစုမှာပဲမငြိမ်မသက်ဖြစ်လင်မယားရံဖြစ်အဲ့ဒီခလေးရအဲ့မှာကြည်တိုက်အဲ့ဝိညာဉ်မှန်စာလေးပေါ့မယုံကြည်သူတွေခေါ်ရင်မှန်စာပေါ့နော်အားတို့ကတော့မှန်စာလို့မခေါ်ဘူးဖရာသခင်သာသမီဆုတောင်းလို့ရတဲ့သာသမီ ဟာလာစာရန်တိုက်ခိုက်လို့သေသွားပေမဲ့သူ့ဝိညာဉ်ရှိတယ်အဲ့ဒါလေးကိုနာမည်ပေးလိုက်အခုကနာမည်ပေးတဲ့အဆင့်လည်းမရောက်ဘူးဆူတောင်းတဲ့အဆင့်လည်းမရောက်ဘူးအဲ့မေးခွန်းနဲ့ပဲဟိုနိုင်ဝတ်လောက်ရှိပြီနိုင်ဝတ်တော့မရှိသေးဘူး6မိနစ်ရှိပြီရှရဒီမနော်ရအောက်မှာအမနော်ရအောက်မှာတခါပြတ်ချတယ်2ရက်ရှိသွားပြီဟိုက9 6 6 လမ်းချောက်တဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားတာဆရာအေးဖြစ်ကြတယ်လေကျမမသိဘူးမဟုတ်ဘူးနဲ့ဖြက်ချတယ်နဲ့ပြက်ကြတာနဲ့နှစ်မျိုးရှိတယ်ဖြက်ချတယ်ဆိုတာနေကိုတိုင်းတခါတဲ့ဖြက်ချအဲ့မှာတခါတဲ့အလားဟိုဟိုယောက်ျားခြေတော့နဲ့နင်းတတောင်နဲ့ထောင်ကိုကို ဖြက်ချတာအဲ့ဒါအထဲတဲ့ကခလေးကိုမလူကျင်လို့ဖြက်ချတာ မပြတ်ကြခင်မှာလင်မယားကဆွေးနွေးလိုက်သေးတယ်ဒီကလေးကမယူရင်ကောင်းမယ်ဘာမယ်ဆိုတာအဲ့ဒါကလေးကအကုန်ကြားတယ်ဘိုက်ထဲကကလေးကအကုန်ကြားတယ်အဲ့ဒီသင်္ကန်းသားတွေကငါပေးနေတာနင်တို့ကိုအခုကသင်္ကန်းသားကိုပေးရမှာမသိနေအခုဆိုလို့ရှိရင်တတရအယောက်ကြောင့်တော့လည်းတခါသေးတယ်ဆိုအခုကဝိညာဉ်နှစ်ခုရှိနေပြီနော်ပထမဇောဆိုင်ကတယောက်အဲဒုတိယကအခုရှိတယ်လေ အခုတတိယကြတော့လည်းပြက်ပြန်ဆိုအဲ့ဒီဝိညာဉ်နှစ်ခုနှစ်ယောက်စလုံးကတော့အိမ်မှာပဲရှိမှာအဲ့ဆိုအဲ့ဒီသင်္ကန်းစာတော်ပြီးအဲ့လောက်ပဲကဖြတ်တာတော့မနေလို့သိရမှာကခလေးဖြတ်ချတဲ့လူပြက်ကြတယ်ဆိုတော့တခါတည်းချော်လဲပြီးတော့တခုခုနဲ့စောင့်ပြီးတော့ပြက်ကြသွားတာနော်ဖြတ်ချတာကလူကိုယ်တိုင်ဖြတ်ချတာပြက်ကြတယ်ဆိုတော့တယောက်ယောက်ကထိုးလိုက်တာနော်ဟိုမှာဟိုမှာဆရာကြီးဟိုမှာတခါတည်းဟိုနင်တို့မပြောနဲ့နော် ဟိုကျန်းစာသင်တဲ့အသင်ကောင်းအပြောကောင်းအဆူကောင်းအတီးကောင်းเนาะတခါတည်းမိမဟိုထပြီးကန်တာလားထိုးတာလားမသိဘူးခလေးပြက်ကောအဲ့ဒါကိုကိုကိုမွေးတဲ့ခလေးကိုမိမဘိုက်ထဲကပြက်ကြအောင်လှုပ်တဲ့ဆရာကြီးတွေနာမည်ကျော်ကြီးတွေဟဲ့ဘာမှ healing deliverance နားမလဲဘူးအနာရောဂါငြိမ်းချေလွတ်မြောက်ခြင်းဝိညာဉ်တိုက်ပွဲဆိုင်ရာ နှုတ်ကပတ်တော်၃ခုကိုနားမလဲဘဲနဲ့ကျမ်းကျမ်းပေါင်း66ကျမ်းကိုအင်္ဂလိပ်လိုဂရိလိုဟီဗျဲလိုကျွမ်းနေတဲ့လူတွေနော်နောက်ဆုံးကျတော့ကိုကိုမွေးထားတဲ့မမွေးခင်ကိုမိန်းမတွေကကိုမိန်းမဘိုက်ထဲကကလေးကိုပြက်ကြအောင်မိန်းမကိုထုထဲလိုက်တာကလေးကပြက်ကြပါလေရောအဲ့ဒါဒီကနေ့မြန်မာပြည်မှာနာမည်ကျော်အမှုတော်ဆောင်တွေဆရာတွေရဲ့မိသားစုမှာ ဖြစ်နေတာဟာ ငင်းတို့အလကားအချိန်ကုန်ပြီးငါပြောနေတာမဟုတ်ဘူးအဲ့သင်္ကန်းစာရှိတယ်အဲ့ဒါအဲ့ဒါ healing deliverance သင်္ကန်းစာဝိညာဉ်တိုက်ပွဲသင်္ကန်းစာမှာပဲရှိတယ်နော်ဆရာကြီးလှုပ်ရှားတဲ့သင်္ကန်းစာကယ်တင်ခြင်းစိတ်ချမှုဆိုတဲ့ဟိုသုံးပုံတပုံအေဝံဂေလိလာဇရုအသက်ရှင်တဲ့အဆင့်လောက်မဟုတ်ဘူးဒါ deliverance သင်္ကန်းစာတွေငါပြောနေတာသေးတဲ့လူရဲ့ဝိညာဉ်သေးတဲ့ကလေးတွေရဲ့ဝိညာဉ်နေဒီတိုင်းထားနေမိသားစုကဘယ်တော့မှမပျော်ရွှင်ဘူး လင်မယားရံဖြစ်အဲ့ဒါခုနကတော့နေပြောတာထိန်နံကခလေးကြောက်တယ်ဆိုတာအဲ့ဒါပဲအဲ့အဲ့သူ့သူ့မွေးထားတဲ့ခလေးဝိညာဉ်ကသူ့သူ့ကိုသူ့ကိုခြောက်လန့်နေတော့သူကြောက်ပြီးတော့အဲ့ကြောင့်နေအဲ့ဒါဘာလို့ရမလဲအဲ့ကွန်ချတောင်းပါခလေးပြက်ကြခြင်းဖြက်ချခြင်းဖြက်ချတာကိုကိုယ်တိုင်ဖြက်တာကိုကိုယ်တိုင်ကိုခလေးကိုကိုသတ်တာနော်အခုခလေးဖြက်ချတဲ့မိန်းမတွေတပုံကြီးပဲအမှုတော်ဆောင်ဆရာမတွေလည်းပါတယ်ကိုခလေးကိုကိုသတ်တဲ့ဟလား အမှုတော်ဆောင်တွေတတ်မှန်းလည်းမသိဘူးပြက်ကြကြဖြက်ချကြဖြက်ချတာကကိုဖြက်တာပြက်ကြတာကဝိညာဉ်တိုက်ပွဲတိုက်အတိုက်ခံရလို့ချော်လဲပြီးတော့အလားရေကန်နဲ့ဆောင့်ပြီးတော့ပြက်ကြသွားတာပြက်ပြက်ဖြက်ဖြက်သေတာပဲကလေးရအဲ့သေတဲ့ကလေးဝိညာဉ်ကိုဖျားဆီးကိုပြန်အားရတဲ့နာမည်ပေးပြီးတော့เนาะဒါ deliverance သင်ခန်းစာမှာဒီကလေးတွေကအပြစ်မရှိဘူး ူတို့ဒီအတိုင်းပဲထိုင်နေအိမ်မှာပဲအဲရံဖြစ်နေမှာအဲဝိညာဉ်တွေကနော်အဲသားကြောက်ကလေးမွေးတဲ့ခရိယံတွေရှိသေးတယ်နော်သားကြောက်ကလေးမွေးထားတဲ့ကံကောင်းကြီးပေးတယ်ဆိုပြီးတော့6လတစ်ကြိမ်တနှစ်တစ်ကြိမ်အဝတ်အစားတွေဖဏတ်တွေဟဲ့လားအငယ်လေးကနေအလတ်စားနေအကြီးစားကဲထားတော့အခုနေနှစ်ယောက်ရှိမို့လားအခုကလေးနင်းနင်းပိုက်ထဲကထွက်လာတဲ့ကလေးဘယ်နှယောက်ရှိလဲ3ယောက်လား4ယောက်လား3 သုံးယောက်ထဲမှာအခုအသက်ရှင်နေတဲ့တယောက်ကမိန်းမလားယောက်ျားလားအခုအသက်ရှာယောက်ျားလေးသူတယောက်သားပြေသွားတာအဲပထမသေးသွားတာယောက်ျားတတိယသေးတာပါလေဘယ်ဘယ်နှစ်မှသေးလဲအမမွေးဘူးပြက်ကြတာပြက်ကြတာလားဖြက်ကြတာလားတုံးခု ငယ်ကိုယ်တိုင်ဖြတ်ချတာလားသူ့ဟာသူ့အလိုလိုပြက်ကြတာလားเชื่อปยุตอดเสียอะไรจอมหมอลําไม่ติดกูชีวะปยุตอดเลยสรว่าเนี่ยอะไรเผ็ดชะดาบ่คลีไม่รู้จริงรู้ซีซีปยุตอดดาบ่ปูล่ะคลีไม่เป็ดจะเป็ดจะเอาซีโซซีตอดดาบ่ปูล่ะဟုတ်တယ်เสียอะไรชื่อมาเล็งจริงดีเด้ နင်တို့လေလိန်နဲ့ငလိန်မတွေငလိန်ကောင်းတွေငါ delivery ကင်လာတာလူထောင်နဲ့ချီနေပြီနင်တို့အကျိုးကငါမသိကြအောင်ဆောင်းပြီးရှောက်မေးနေတာငါမသိကြအောင်ဆောင်းပြီးရှောက်မေးနေတာဒါသင်္ကန်းစာတစ်ခုအနေနဲ့ငါမေးနေတာနောက်နေ့တယောက်တည်းမဟုတ်ဘူးငါအခု Facebook မှာ post တင်တိုက်လိုက်ရင်အဲ့ဒါဖတ်တဲ့လူကအဲ့မှာသိအောင်မဟာငါလည်းပြက်ကြတယ်ငါလည်းဖြက်ကြတယ်အဲ့ဒီဝိညာဉ်တွေကဘယ်မှမသိဘူးအဲအဲ့ဒါအမှုတော်ဆောင်ဆရာမကြီးတွေဆရာကြီးတွေအဲ့ဒါလာလိမ့်မယ်အဲ့ဒါ ူတို့မှဘာသင်ကားစာမှမရှိဘူးလူဆရာလှုပ်ရှားတဲ့အဆင်ပဲတပည့်ကမြှောက်လိုက်ဆရာမြှောက်လိုက်လက်ဝိညာဉ်ရေးကြတော့ဘာမှမသိဘူးနေအဲ့ဒါအခုအဲ့ဒီအဲ့ဒီကလေးတွေနေအဲ့လိုဖြတ်ကြတယ်ဆိုရင်အဲ့ဒီကလေးကိုသတ်တဲ့နတ်ဆိုးရှိတဲ့နိမိသားစုမှာနောက်တခါကိုယ်ဝန်ပြန်ရရင်ထပ်ဖြဲ့အောင်မယ်ထပ်ပြက်ကြအောင်မယ်အဲ့ဒါတွေကရှိတာအဲ့ဒါတွေကိုဝိညာဉ်တိုက်ပွဲလုပ်ပြီးတော့တန်ရှင်းရေလောက်ရတယ်နော် အဲ့ဒါတန်ရှင်းလှုပ်တာမလှုပ်တာနောက်မှထားပွေးညင်တိုက်ပွဲလှုပ်တာမလှုပ်တာနောက်မှထားပထမအဦးဆုံးသေသွားတဲ့နေကုဏတော်ကဘသူလဲနာမည်ပေးထားတဲ့သားနဲ့တတိယကသမီးလားသေသွားတာအဲ့မသူရှင်းတာပဲကြည့်တယ်။ဟုတ်လား။နလအကျော်ဟုတ်တယ်နလအကျော်တော့အေးနလမဟုတ်ဘူးတရက်တည်းကတရက်တည်းကလေးကဝိညာဉ်ရှိတယ်။နလဆိုရင်တော့ပူ ပို့ပြီးတော့တောင် ရှိသေးတယ်နော်အဲ့တော့ငါအချိန်နဲ့တားမပေးနိုင်ဘူးနင့်ကိုငါအချိန်ပေးတာအများဆုံးပဲအခုနေပထမအဦးဆုံးသားကိုယောဟန်လို့ပေးနော်ဒုတိယကလေးကိုဟုတ်ကဲ့ဟာဒုတိယကလေးကို မာရီလို့ပေးဒါမှမဟုတ်လဲရှေဟမ်ဟိုအခုတော့ကိုပြောလားဟမ်ဒီ တာအခုကလည်းနောင်လို့မတားလေအဲအဲ့ဒါကောင်းတယ်ဒီတာအခုရှိနေအေးအဲကလည်းနောင်ဆိုတော့ဖရာဖရာနှုတ်ကပတ်တော်နဲ့ညီတယ်အဲ့ဒါနော်ကလည်းနောင်အောင် ကောင်းတယ်အဲ့ဒါအဲဟိုပထမဦးဆုံးသားနာမည်ဘယ်လိုလဲပထမဦးဆုံးသားကနမေသောဆင်းလို့ပဲမိထားရမေသောဆင်းဆိုလာအကြပြေဆိုလာအမေလည်းတင်မမမြင့်တော့ဘူးတဲ့ မမမမမလေနင်မမလို့ပြောတာပဲနင်ဇော်ဆိုင်ပြောပြီးတော့မှမမမိဘူးဆိုတော့အဲ့ခုနကတော့နင်အဲ့လိုဟိုကာလဲဘယ်သူလဲအခုအသက်20ရှိတဲ့သားကအော်မန်ဟုတ်တယ်ကာလဲဘယ်သူကာလဲနော်အောင်အေးကာလဲနော်အောင်အခုကာလဲနော်အောင်နင်အဲ့ဒါចန်းစာနာမည်ပေးထားလို့အဲ့ဒီကလေးရအသက်ရှိတာကာလဲနော်အောင် နော် era hualu uh, why mà uzo ta u hua name pe lai mai yota lu name pe ma no okay yota bdu le name kachin name so sai la gió yota so sai No? <Okay. S 1> 啊，要个要个蔬菜，哎，那，对对啊对的，五年后，那哪能？别讲了五年后，马里路那没回来，哎，马里马哥路回来，啊，你话个城里个城里阿们买一件的，哎，是马里马哥哦，佮个话个是熟汤嘛，你个话个国产汤嘛，肥牛，肥牛都看路点可怜的，是啊。 ယောက်ျားလည်းမင်းကလေးမသိဘူးယောက်ျားလည်းမင်းကလေးမသိဘူးနလဆိုတော့မသိဘူးအေးယောက်ျားလည်းမင်းကလေးမသိတဲ့အတွက်မင်းကလေးအနေနဲ့နာမည်ပေးလိုက်တာအဲယောက်ျားလေးမှမသိမင်းကလေးမှမသိရင်ယောက်ျားပေးပေးမင်းမပေးပေးပေးလို့ရတယ်။နေဟိုမှာကဟာလာယောသဇောဆိုင်ကအဲယောက်ျားလေးမို့လို့နင်တို့ဇောဆိုင်လို့မှတ်မဲ့ထားလို့ကျန်းစာနာမည်နဲ့ထပ်ပေးလိုက်တာခုနကာလက်နော်အောင်ပူဇော်မျိုးလို့ယောသနော် ယောသားဇောဆိုင်เนาะအဲ့မှာမာရီဟုတ်ကဲ့မာရီကြတော့မာရီကြတော့မာရီပဲထားလိုက် မာရီမကော့ပေါ့เนาะမကော့လို့မလူလူအတာတာတာဟိုအကြီးအငယ်တွေလျှောက်ပြောတာအဲ့ဒါထားလိုက်အဲ့မှာမာရီနဲ့ယောသားနဲ့မာရီဝိညာဉ်ကိုအခုကောင်းကင်တမန်တွေကိုခေါ်သွားခိုင်းမှာအခုဟွာလို့ငါပြေဝန်ချတောင်းမှာငါဆုတောင်းပေးမှာဟာလေလူးယဟာလေလူးယဟာလေလူးယ ဘုရားသခင်ဒီကနေ့ဤသမီးဟာကလေး၃ယောက်မှာပထမတစ်ယောက်နဲ့ဒုတိယတစ်ယောက်သာရှင်ပြီးတော့တတိယကလည်းပြက်ကြတယ်လို့ပြောပါတယ်ဒါကြောင့်ပထမဦးဆုံးပါကိုယောသယောသစောဆိုင်လို့နာမည်ပေးပါတယ်တတိယကသမီးနာမည်နဲ့မာရီလို့ပေးပါတယ်ဟာလေလုယာဤကလေး၂ယောက်ကသူ့အမိပိုက်ထရနေတယ် အဲမွေးကစားမှသေသွားတာကအသာအကြီးဆုံးတတရသမီးရနလနဲ့ပြက်ကျသွားတယ်ထိုဝိညာဉ်နှစ်ပါးကိုကိုတော့လက်ဝဲအပ်ပါတယ်သူတို့ဟာအပြစ်မရှိသောကြောင့်သူတို့ဝိညာဉ်သည်ကဲတင်ခြင်းရသောဝိညာဉ်ဖြစ်တယ်ဒါကြောင့်မူတန်ရှင်သောဝိညာဉ်တော်ဖရာနောက်ထရမယ်ကောင်းကြီးပေးမယ်သာသမီးရတနာများကောင်းကောင်းမွန်မွန်မွေးဖွားလာနိုင်ဖို့အတွက် ဤကဲ့သို့အတိုက်ခိုက်ခံရသောဘဝမှလွတ်မြောက်အောင် အပြည့်ရှိသမျှဝန်ချတောင်းပန်ပါれဖြဲ့ချသည်ဖြစ်စီပြက်ကြသည် ဖြစ်စီခလေးတတ်တဲ့နတ်ဆိုးဒီနေ့ရွယ်တိုင်ုံနဲ့ဟိုးထိန်နံသမီးမောင်နှံမိသားစုကနေထွက်သွားတော့ဟာလေလုယာဟာလေလုယာဟာလေလုယာ ကာလက်နော်အောင်ကိုလည်းယေရှုအသူတော်နဲ့လွှမ်းခြုံထားတယ်။ကောင်းကင်တမန်ဤသားလေးကာလက်နော်အောင်ကိုစောင့်ထိန်ကာကွယ်ထားပါ။လုံးဝနေတို့ထိခိုက်ခွင့်မရှိရ။ကာလက်နော်အောင်ကိုယေရှုလက်ဝဲအပ်ထားတဲ့ကောင်းကင်တမန်များကာလက်နော်အောင်ကိုစောင့်ကြထားပါ။ယခုယောသစောဆိုင်နဲ့မာရိရဲ့ဝိညာဉ်ကိုကောင်းကင်တမန်နဲ့ယေရှုခရစ်တော်စီကိုယူဆောင်သွားပါ။ဟာလေလုယာဟာလေလုယာဟာလေလုယာ။ လာမယ့်အနာဂတ်မှာအန်လေလူးယာဒီကနေ့ခလေးဖြတ်ချထားတဲ့ယုံကြည်သူတွေခလေးပြတ်ကြတဲ့ယုံကြည်သူတွေဒီဝိညာဉ်ကိုဘာလို့ရမလဲဆိုတာသင်္ကန်းစာလည်းမရှိ မသိတဲ့ဟာတွေဤသင်္ကန်းစာကိုကြားတဲ့အခါမှာသူတို့ဓာတွေကိုလက်တွေ့လှုပ်ဖို့အတွက်ကိုရောလက်ဝဲအတဲဒီခလေးဟာတရက်ပြိတ္တိတဲကလေးကဝိညာဉ်ကရှိပြီးသားဖြစ်တယ်ဒီဝိညာဉ်ဟာစัจ java လာတဲ့မှာက အာတန်ဖိုးရှိတဲ့ဝိညာဉ်တွေဖြစ်တယ်ဒါကိုမသိဘဲနဲ့ခွေးကလေးသေးတယ်လို့ဝက်ကလေးသေးတယ်လို့အထုပ်နဲ့ထုပ်ပြီးတော့သွားမြုပ်ကြတဲ့အပြစ်တွေအတွက်လည်းဝန်ချတောင်းပါမှာတဲ့ခွင့်လွတ်တနာတော်မူပါသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုအမိပြုလျက်ယောသစောဆိုင်နဲ့မာရိမောင်နှမနှစ်ယောက်ရဲ့ဝိညာဉ်ကိုဆက်ကအနှံဆုတောင်းပါ၏အဖဖခင် အာမင်ဟာလေလုယာသန့်ကျူဂျီဇက်ကောင်းကင်တမန်များဤဝိညာဉ်နှစ်ပါးကိုခေါ်ဆောင်သွားပေးပါယေရှုစီကိုခေါ်ဆောင်သွားပေးပါ အာလေလုယာဒီကနေ့ဤသမီးကိုလည်းပဲအခုတောက်တဲ့ရေတွေစပြည့်ရေတွေဟာအိမ်တန့်စေဖြစ်စေပါတဲ့အိမ်တန့်တဲ့အိမ်တွေပြန်လဲတန့်ရှင်းစေပါ နောက်ထပ်ဖရားပေးမဲ့ကောင်းကြီးမင်္ဂလာများ ပြန်လဲပြီးတော့ရရှိစေပါ သူမိသားစုမှာ ဝိညာဉ်တိုက်ပွဲကို နားလဲတဲ့သမီးဖြစ်စေပါဝိညာဉ်တိုက်ပွဲကို နားလဲတဲ့အဖေဇနီးမောင်နှံဖြစ်စေပါ သခင်ယေရှုနာမတော်များ၌စက္ကအာနံဆုတောင်းပါ၏အဖဖခင်သခင်အာမင်အခုရေနဲ့ဇပြည့်ရေပြန်တောက်စမ်းအခုတောက်တဲ့ရေနဲ့ဇပြည့်ရေသည်တိမ်တန်းစေဖြစ်စေဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖခင် ငါအဲ့ဒါလို့ဆူတောင်းတဲ့အခါမှာသအိန်တွေကသွေးတုံးသွေးကလေးကြီးတွေထွက်လာတာအများကြီးသက်သေခံချက်တွေရှိတယ်။နင်တို့ကအခုတောင်ကြားဘူးအခုမှကြားပြီးတော့နဝေတိန်တောင်းနေဇဝေဇဝါတွေဖြစ်မနေနဲ့။နာနေငါမေးတာအဲ့ဒါငါယူပါယုံထဲမှာတွေ့လို့မေးတာ ခလေးပြက်ကြသလားဖြက်ချသလားမတရားသောမေထုံလှုပ်သလားဆိုတာအဲ့ဒီမေးခွန်းတွေကမိမ့်မတိုင်းမဖြေခြင်းနဲ့မေးခွန်းတွေနော်။ အဲ့ဒါတွေက deliverance မှာအဲ့ဒါတွေရှိတယ်မိသားစုတွေမှာအဲ့ဒါတွေကိုနားမလဲပဲနဲ့အဲတခါတည်းကြိတ်မှိတ်ပြီးတော့အဲ့မှာနော်ခလေးဖြတ်ချမှမသိပြက်ချမှမသိခလေးဝိညာဉ်တွေကိုဖျားကိုအာရမှမသိအဲ့ဒီလူဟိုအသက်20 30သေးတာကိုပဲခေါင်းနဲ့ထည့်ပြီးတော့အဲ့ဒါမြေမှမြေသို့လကောင်းပြာမှပြာသို့လကောင်းဆိုပြီးတော့သွားအပ်တာအဲ့ဒီဘိုက်ထဲကပြက်ကြတာလို့ဖြတ်ချတာလို့အဲ့ဒီဝိညာဉ်ကြတော့ဖျားကိုအာရမှမသိဘူး အဲကျန်းစာကျောင်းအုပ်ကြီးလည်းမသိဘူးကျန်းစာကျောင်းဆရာလည်းမသိဘူးဘာရှိမလဲသူတို့ဆွဲထားတဲ့သင်ယူညုံနာထဲမှာ healing deliverance spiritual warfare ဆိုတဲ့သင်ခန်းစာမရှိဘူးအခုနော်အဲကျန်းစာကျောင်းထဲမှာအဲမှာဇွဲကြိုးချတဲ့သစ်ပင်ကြီးတပင်စီပိုင်ထားတဲ့ကျန်းစာကျောင်းတွေရှိတယ်ခင်ဗျားတို့ဘာသာခင်ဗျားတို့ like sit အဲမှာကျွန်တော်မပြောချင်ဘူးနော်အဲမှာကျန်းစာကျောင်းသားတွေကျောင်းသူတွေ suicide လုပ်တဲ့ကျန်းစာကျောင်းတွေရှိတယ် ဟိုကျမ်းစာအကြောင်းကြီးစုတ်အထင်မကြီးနဲ့ဘာရိရှဲကျမ်းစာအကြောင်းတွေဘာဝိညာဉ်တပြားသားမှမရှိဘူးနော်နေတို့မြန်မာပြည်မှာတိုင်းပြည်ပြက်နေကြတဲ့ကဝိညာဉ်ကြီးဇီးတို့ပြကြတဲ့ကနေတို့ကျမ်းစာအကြောင်းတွေဝိညာဉ်မဆန်တဲ့ကျမ်းစာအကြောင်းတွေက65ရာခိုင်နှုန်းရှိတယ်နော်9ရာခိုင်နှုန်းဆိုတာအဲ့ဒါဟိုရှော့ပြောတာလားရှိတောင်ရှိပါမလားမသိဘူးရှိလားဆို100ရာခိုင်နှုန်း200ရာခိုင်နှုန်းလို့နော်လောက်ပဲရှိမှတင်တယ်ထားလိုက်တော့အဲ့ဒါအဲ့ဒါ20 19ရာစု20ရာစုကဖြစ်ခဲ့တဲ့ဟာလေ အခု21ရာစုမှာ25နှစ်ရှိသွားပြီဘာဆက်လုပ်ကြမလဲဝိညာဉ်ရေးနဲ့ပတ်သက်ပြီးတော့နော်အဲ့ဒါတွေကစိန်ခေါ်မှုတွေဖြစ်တယ်အားကြောင့်လို့နေအခုအဲ့ဒီရေကိုတောက်လိုက်တော့ငါအခုငါဖြတ်လိုက်တော့မင်း25မိနစ်တော့ရှိသွားပြီအခုငါအဆုံးသတ်ဆုတောင်းမယ်အခုတောက်ပြီလားရေစပြည့်ရေတောက်ပြီတောက်ပြီဆရာလေးအဲ့ဒီရေနဲ့စပြည့်ရသအိမ်တန့်စီဖြစ်ပါစေနင်တို့အဲ့ဒါတိတိခွတ်ခွတ်ပြောလို့ရှိရင်ဘာနားလဲမှာမဟုတ်ဘူးနော် အိုရှဲရတာနဲ့ကြောက်ရတာနဲ့ငါအဲ့မှာငါဆုတောင်းပြီးတော့မှသွားသွေးတုံးသွေးကလေးတွေကြားပြီးတော့မှဓာတ်ပုံတွေရိုက်လာခဲ့တာတွေရှိတယ်။ဒါနဲ့အဲ့လောက်နဲ့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 ဟာတွေပြောလို့လဲနားလည်းမဲ့ပုံမပေါ်တဲ့အတွက်တချို့လည်းမပြောတော့ဘူး။ဒါနဲ့ငါအခုပြောတာငါအခုဒါဒါဒါ Facebook မှာတင်မှာမလို့နော်။ဒါခလေးပြက်ကြတဲ့ဝိညာဉ်ကိုသင်တို့ဘယ်လိုလုပ်သလဲဆိုပြီးတော့ငါမေးကုန်းမေးပြီးတော့တင်မှာဒီ post ကိုအခုငါအဆုံးသတ်ဆုတောင်းမယ်နော်။ဟုတ် ဟာလေလုယာဟာလေလုယာဟာလေလုယာယခုဤသမီးတောက်တဲ့ဘိသိရေနဲ့ဘိသိစပြည့်ရေသည်ဟာလေလုယာအိမ်တန့်စေဖြစ်စီပါအာစေဖြစ်စီပါကာကွယ်စေဖြစ်စီပါ ကုသစေဖြစ်စီပါဂလီစာအားလုံးဟာ အမေမွေးတဲ့အတိုင်းဖျားပေးတဲ့အတိုင်းဖြစ်စီပါဂလီစာအသစ်တွေဖြစ်စီပါဒီကနေ့အယိုးအစစ်ချင်းစီတွေပဂရိအတိုင်းပြန်ဖြစ်စီပါဟီလိန်အိန်ဂျယ်ဆင်းသက်ကုသပေးပါ ူအယိုးတွေကလူဆရာကွန်ကကုလို့မရတော့ဘူးလို့ပြောတယ်။အဲဒါကြောင့်မလို့သမားတော်ကြီးချုပ်ယေရှုစီလွတ်တော်ဟီလိန်အိန်ဂျယ်တွေဤသမီးကိုဆင်းသက်ကုသပေးပါအယိုးအကျော်ချင်းစီတွေပုံမှန်အတိုင်းဖြစ်ရမည်ဖြစ်ကြောင်းယေရှုခရစ်တော်ဘုရားနာမ၌အမိန့်ကြေညာချက်ထုတ်ပြန်သည်။တခင်ယေရှုနာမ၌စက္ကအာနံဆုတောင်းကျေးဇူးတော်ချီးမွမ်းပါ၏အဖဖခင်အာမင် hallelujah thank you jesus အမေ အရာပဲနင်းဟိုမှာဟိုတခြားလူတွေကဟိုမှာတကွန်ကွန်ခေါ်နေပြီနင်းအခု29မိနစ်နင်းဟိုကအချိန်ပေးပြီးပြီနင်းခဏနားလိုက်တော့တခြားလူတွေရှိတယ်တခြားလူတွေနဲ့ဆက်ငါမနားရသေးဘူးအခု9နာရီခွဲမှလည်းငါချိန်ထားတာရှိတယ်အခုငါရေမိုးချိုးရမှာလူတွေလည်းချိုးနေနဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးပဲအေးကျေးဇူးပါနင်းဆရာကိုလည်းဖြားရှင်ပြည့်ရေ3မြို့တည်တည်ချာနင်းလောက်တည်ချာလောက်ပြောတဲ့အတိုင်းလောက် <laughs> <laughs> Tại nên tổng chí tạo, thầy dì xì xì bí dì hồ nó. Ok, xin Ok. Ok, chị chú có bà xài. Cô ngồi okay.